ဓမ္မမိတ်ဆွေများအလုံးမင်္ဂလာပါ။ကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းများလည်းပြည့်စုံနိုင်ကြပါစေလို့ဥစွာပထမမေတ္တာဆုမွန်ကောင်းများတောင်းပါတယ်။ယနေ့မှာတော့ဒီပိဋကဓမ္မပဏ္ဏကာရိကမင်းကိုစေတော်ဘုရားကြီးရှင်းသောခြင်းအတော်မဟာဘုရင်တို့ကြီးပရမတွင်ဒုတိယပိုင်းအဝဇင်းတို့ရဲ့ပရမတွေပရမပိုင်း ရုပ်ဖတ်ပူဇော်မှုကိုမနေ့ကပြီးခဲ့ပြီဖြစ်သည့်အတွက်ယနေ့မှာတော့ပရမအတွဲဒုတိယအပိုင်းရုပ်ဖတ်ပူဇော်မှုစုစုပေါင်းအပိုင်း82ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ယနေ့အပိုင်း82မှာတော့မဟာဗုဒ္ဓရှင်တို့ကြီးပရမအတွဲဒုတိယအပိုင်းဆက်လက်ပြီးတော့ရုပ်ဖတ်ပူဇော်ကုသိုလ်ပြုမျှဝေပြီးသွားမှာဖြစ်ပါတယ်။ နမောတတဗုဒ္ဓဝတ္တအရဟတောတမ္မာတံဗုဒ္ဓတံနမကောပဂိဏကအခံဘုရားစုပံပုဂ္ဂိုလ်တို့အတွေ့ပါရမီတို့၌ပြူပြန်မှတ်ဖွယ်အတိဗေမြဤအရာ၌သူမေတ္တာရှင်ယသည်ဤအကြောင်းအရာကိုတန်ရက်၍ တမန္တမောရိညာရှိတံတောင်းတာ အထုလိုကြသောစုကြည်ပံမျိုးကောင်းသားတို့အတွက်တမန္တမောရိတပိညုဒညာဤအသောအူကောင်းမှုကုသိုလ်တရားတို့၌အထူးထူးပြပြလိမ္မာကျွမ်းကျင်တည်မြဲလိုက်နာကျင့်ကြံအထုနိုင်ကြရန်သရိယပိတကအထကထာကျင့်နိုင်လာသောပါရမီစေပါတို့၌ပြူပြန်မှတ်ဖွယ်ပဂိဏကအဓိပ္ပာယ်ကို ပြဆိုဥကံဤပဂိဏကအခန်း၌ပါဝင်မိအချက်လက်အနေအဓိပ္ပာယ်တို့မှာနံပါတ်၄ ပါရမီမီသောတရားများနံပါတ်၄ပါရမီမီခြင်းအကြောင်းနံပါတ်၃ပါရမီတို့၏အပြာနံပါတ်၄ပါရမီတို့၏အစဉ်နံပါတ်၅ပါရမီတို့၏ဒကနာတတ်သောမစ္စုပတ္တံပရတ္ထံနံပါတ်၆ပါရမီတို့၏အခြေခံအကြောင်းတရားများနံပါတ်၇ပါရမီတို့၏ညဉ့်နွမ်းကြောင်းတရားများနံပါတ်၈ပါရမီတို့၏ပြုစင်ကြောင်းတရားများနံပါတ်၉ပါရမီတို့၏စင့်ကျင်ဘက်တရားများနံပါတ်၁၀ ပါရမီစေဗံဖြည့်ကျင့်ပုံအကျင့်နံပါတ်7ပါရမီအပြားအကျင့်နံပါတ်7ပါရမီတို့၏အကျဉ်းချုပ်တရားများနံပါတ်7ပါရမီတို့ကိုပြည့်စုံစေကြောင်းတရားများနံပါတ်7ပါရမီတို့၏ပြည့်စုံရာကာလအပိုင်းအခြားနံပါတ်15ပါရမီတို့၏အကျိုးဆက်အာရီတင်များနံပါတ်16ပါရမီတို့၏အကျိုးရင်းတရားများဖြစ်ပေသည်ထို16မျိုးတို့တွင်နံပါတ်1ပါရမီမြည်သောတရားများ အဘယ်တရားတို့ဒီပါရမီမိကုန်သည်ဟုမေးသည်ဤအဖြေကတဏမာနဒိဋ္ဌိတို့ဖြင့်မနေစေမဖြစ်စီအပ်ဘဲမဟာကရုဏာဥပါယကောဏနာဉာဏ်တို့ကိုအခြေခံထား၍ပြုအပ်သောဒါနမှုတိလမှုအစရှိသောဂုံကျေးဇူးတို့သည်ပါရမီမိကုန်ဤဟုဟူ၍ပြည့်စုံရ၏အနည်းငယ်များရှင်းလင်းပြဆိုဟုဟန်စွန်ကျင်းလူရန်ပေးကဲမှုဒါနအရာ၌တဏလောဘဖြင့်ငါဤဒါနဟူ၍တက်မဲ့ဆွေးလန်းခြင်း မာနဖြင့် ဒါနတိပင်ငါဟူ၍အောင်းမိတ်မှတ်ခြင်းမှခြင်းဒိဋ္ဌိပြေဒါနတိပင်ငါ၏အတ္တလေးပြားဟူ၍အမြင်မှားခြင်းများ ရှိခဲ့ဖြစ်ခဲ့သောထိုဒါနကိုတဏ္ဍာမာနဒိဋ္ဌိတို့ဖြင့်နှိမ့်ဆက်ပြည့်စည်ရသောဒါနဟူ၍သာ ခေါ်ဆိုရပေသည်ထိုကဲ့သို့တဏ္ဍာမာနဒိဋ္ဌိတို့ဖြင့်မနှိမ့်ဆက်မပြည့်စည်သောဒါနဖြစ်မှပါရမီမြည်နိုင်သည်သီလစောင့်တည်မှုအစရှိသည်တို့၌လည်းဤဤအတူတည်းတဏမာနဒိဋ္ဌိတို့ဖြင့်မနှိမ့်ဆက်မပြည့်စည်အယုံမျှလည်းပါရမီမမီနိုင်သည် ာကရုဏာနှင့်ဥပါယကောတနာဉာဏ်တို့ကိုအခြေခံထားပြီးပြည့်ရသောဒါနမှုသီလမှုစသည်ဖြစ်မှသာပါရမီမြည်နိုင်၏ထိုတွင်မာကရုဏာဟုသည်မှာဖရာလောင်းဖြစ်လိုသောအမျိုးကောင်းသားသည်မျက်မှောက်မျက်ွယ်ရင်းရင်းပြပြရှိသမျှတတဝါများအပေါ်၌ရင်မပေါ့ဝတ်သည်တန်တွင်များကဲ့သို့ကျင်နာတနာခြင်းပြင်းထန်စွာဖြစ်ပွားနိုင်ရသည်မိတ်ဆွေရန်သူဟူ၍မခွဲခြားဘဲရှိသမျှတတ္တဝါများကို ရာဂမိဒေါသမိမောဟမိဇာတိမိဇရာမိမရဏမိတောကမိပရိဒေဝမိဒုက္ခမိဒေါမနတမိဥပါယတမိတို့တညင်းကြီးတပြောင်းပြောင်းအတောက်လောင်ခံနေရသည့်တန္တရဒုမိဒတတဝါ၏အဖြစ်အစဉ်ချင်းစဉ်းစား၍တနာခြင်းပြင်းစွာဖြစ်ရ၏ကိုယ်သက်ကိုယ်ပင်မငဲ့ကွက်ပဲတတဝါတို့ကိုတန္တရမှကဲတင်လိုသောဂရုဏာတရားကြီးစွာ ထားနိုင်ရ၏ယင်းသည့်ဂရုဏာမျိုးကိုပါရမီတို့၏အခြေခံမဟာဂရုဏာဟုခေါ်ဆိုသည် အလောင်းတော်သူမိနာရှင်ရဲ့တိမှာဒီပင်ကရမြတ်စွာဘုရား၏သာသနာ၌ပင် အလိုတော်ရှိကကြွတန်းဝင်နိုင်လောက်သည့်အကြောင်းနှင့်ပြည့်စုံပြီးဖြစ်ပါတော်လေ။ဤမှာကရုဏာကိမ့်ဝသူဖြစ်သည်ဖြင့်ဒီအသင်ချင်းနှင့်ကမ္ဘာနှသိန်းကြာအောင်တန်တရာ၌အစင်းရခံကတတဝါတို့ကိုကေတင်ရန်အတွက်ပါရမီတို့ကိုဖြည့်ကျင်တော်မူခဲ့ရသည်။ကိုလိုယုံလိုကသူမိနာဘဝကပင်ယုံနိုင်၏ဟုဆိုလိုသည်။ဥပါယကွန်းတန်လာညာဟူဒီကား မိမိပြုတ်ရသောဒါနမှုသီလမှုသတိတို့အတွေ့တပည့်ယူတဲ့ဉာဏ်ဤဥပနိတယအသောအဟုအထောက်အထအပံပစ္စည်းဖြစ်ဖို့ရန်လိမ္မာကျွမ်းကျင်သောအသိဉာဏ်ပညာသည်ဘုရားလောင်းဖြစ်လို့သော မျိုးကောင်းသားသည်မိမိပြုတ်အံ့သမျှသောဒါနမှုသီလမှုသတိတို့အတွေ့တပည့်ယူတဲ့ဉာဏ်ဤဟုသောအကျိုးတစ်ခုအကျိုးတစ်ခုကိုသာရဖို့ရန်ရှင်သန် တောင်းတမှုပြုရသည်ကိုစင်းရ၌အကျိုးဝင်သည့်ချမ်းသာမျိုးကိုမတောင်းတရထို့သောမိမိပြုတ်အံ့သမျှသော ကောင်းမှုတို့အတွင်းသက်မယူနိုင်ခြင်းအကျိုးတစ်ခုကိုရဖို့ရန်သာဤသင်တောင်းတမှုဆုတောင်းပြုခြင်းသည်လိမ္မာတိမြင်သောပညာကိုဥပါယကောဏလဉာဏ်ဟု၍ခေါ်သည်ဆိုဝပိသည်မဟာကရုဏာနှင့်ဥပါယကောဏလဉာဏ်ဤနှပါတို့သည်ဘုရားလောင်းဖြစ်ဖို့ရန်နိပါရမီတို့ကိုဖြည့်ကျင့်နိုင်ရန်အရင်ကတရားကြီးများ ဖြစ်ကြ၏ဘုရားစုပန်လူသည်အမျိုးကောင်းသားတို့သည်ရှေးဥစွာဤအရင်ကံတရားကြီးနှစ်ပါးဖြင့်ပြည့်စုံအောင်အားထုတ်သင်လာပြီသည် ူတရားနာမကိုခြေခံထားပြီးပြုခဲ့သောဒါနမှုသီလမှုအစရှိသောဂုဏ်ကျေးဇူးတို့သည်တာလျင်ပါရမီစင်သည့်ဖြစ်နိုင်သည်ဟုဆိုလိုသည်။ငါငါဥစ္စာငါလိမ့်ပြဟုသုံးပြပမြန်စာကင်းစင်ပါလျင်အနန္တမြတ်စွာတတ္တဝါကိုကျင်နာသနာအရင်ထား၍ဖျားဖြစ်ရန်တပည့်ဉဏ်ကိုရည်တန်းစန္ဒပြုစုရတာဒါနစကြည်ထူစင်လီပါရမီဟုခေါ်သည်။နံပါတ်1ပါရမီမြည်ခြင်းအကြောင်း လူဒန်းပေးကံဆုံးခြင်းခြင်းဒါနမှုသီလစောင့်တည်မှုအစရှိသောဂုံကျေးဇူးဆေပါတို့သည်အဘယ်ကြောင့်ပါရမီမီကြသည်နည်းဟုမေးသည်၏အဖြေက ပါရမီဟုသောပါဠိစကားရ၌တရဏိယပရမဟုသောပုပ်အရင်းနှင့်ဤပစ္စည်းတို့တွဲဆက်ထားသည်ကိုရေဦးစွာသတိပြုရ၏ထိုပုပ်ရင်းနှင့်ပစ္စည်းနှမျိုးတို့တွင်ဒါနသီလအစရှိသောဂုံကျေးဇူးအထူးနှင့်ပြည့်စုံသည်ဖြစ်၍သူမတုတံကဲလွန်မြင့်မြန်ဥက္ကပုပ်ကိုကြီးမြတ်ဖြစ်သောကြောင့်ဘုရားလောင်းလုံးကြီးမြတ်ကိုပရမဟု၍ခေါ်ဆိုသည်တနည်း ဒါနတိလအစရှိသောဂုံကျေးဇူးအထူးတို့ကိုစည်းဝူးဖြည့်ခြင်းဆောင်းချုပ်တက်သောကြောင့်၎င်းထိုဂုံကျေးဇူးအထူးတို့နှင့်ပြည့်စုံသူဖြစ်၍ပရမီသောတဘာသောတတဝါတို့ကိုမိမိ၌မေတ္တာရှိအောင်ဖွင့်နှောင်တကယ်သူပြည့်နေသောကြောင့်၎င်းတဘာသောတတဝါတို့ကိုလွန်လွန်ကဲကဲကိလေသာအညစ်အကြေးတို့မှစေချောတုတ်တင်စေတတ်သောကြောင့်၎င်းပရမီသောမြတ်သောနိဗ္ဗာန်သို့အထူးသဖြင့်တွားရောက်တတ်သောကြောင့်၎င်း ပရမီတော်ဓမ္မလွန်လောကကိုမျက်မှောက်လောကကဲ့သို့ပင်ဉာဏ်ဖြင့်ပိုင်းခြားတင်နှင့်သိမြင်တဲ့သောကြောင့်၎င်းသူမတူတန်အောင်လွန်လွန်ကဲ့ကဲ့သီလအစရှိသောဂုံကျေးဇူးအပေါင်းကိုမိမိတန်တန်၌ထည့်သွင်းသည့်ပမာကျင့်ကြံတဲ့သောကြောင့်၎င်းဒဇိမ့်ပြင်မပရမီတော်ကိလေသာကိုသာပေါင်းကိုနှိမ့်ဆက်တဲ့ပေးရတဲ့သောကြောင့်၎င်းဘုရားလောင်းတော်ကြီးများကိုပရမဟူ၍ခေါ်ဆိုအပ်သည်ဒါနသီလအစရှိသောဂုံကျေးဇူးထူးထူးနှင့်သူမတူတန်လောက် လောက်ငံပြိဝတ်သည်ကိုအကြောင်းပြု၍ဤသူကဖရာလောင်းသည်ပရမမြေသော ပုဂ္ဂိုလ်မြတ်ကြီးသည်ဟုဇာတိမြင်သူတို့၏နှုတ်မှ ပြောဆိုသောအသံတရားနှင့်အတိညာဤနှပါဖြစ်ပေါ်လာသည်တို့ရကထိုဒါနသီလအစရှိသောဂုံကျေးဇူးအထူးတို့ကို ပရမာဏံဘာဝပါရမီဟုဝိဇုပြုပြီးလျင်ပရမမြေသောဖရာလောင်းတော်ကြီးများဘီတီဟု ပြောဆိုသောအသံတရားနှင့်အတိညာဤနှမျိုးတို့ဖြစ်ကြောင်းဖြစ်သောကြောင့်ပါရမီဟု၏ခေါ်သည်တနည်း ထိုဒါနသီလအစရှိသောဂုံကျေးဇူးတို့ကိုအလောင်းတော်ကြီးများသာကဲကဲလွန်လွန်ပြုနိုင်ကြသည်။ထိုရကားထိုဒါနသီလအစရှိသည်တို့ကိုအလောင်းတော်ကြီးများ၏အလုံးအလောင်းတော်ကြီးများ၏ဥစ္စာဟု၍ခေါ်ဆိုရသည်။ထို့ကြောင့်ထိုဒါနသီလအစရှိသည်သည် ပရမဏံကမ္မံပါရမီပရမဏံအယံပါရမီဟုဝိဇုပြုပြီးလျှင်ပရမမီသော အလောင်းတော်ကြီးတို့၏အလုံးအလောင်းတော်ကြီးတို့၏ဥစ္စာဖြစ်သောကြောင့်ပါရမီမီကုန်သည်ဟုဖြေဆိုရ၏။ ်ကျုပ်အားဖြင့်အလောင်းတော်ကြီးများဟု၍ပြောဆိုသည့်အသင်တရားနှင့်အသိဉာဏ်ပညာတို့ဖြစ်ကြောင်းဖြစ်သောကြောင့်တည်းအလောင်းတော်ကြီးများ၏အလောကိစ္စအလောင်းတော်ကြီးများ၏ဥစ္စာဖြစ်သောကြောင့်စွန်ကျဲပေးကံလူရမ်းမှုဒါနအစကြည့်သည်တို့သည်ပါရမီမီကုန်၏ဟုဖြည့်ဆို့ရ၏ပရမမညာလောင်းတော်များဟုပြောကြားတရာသိပညာတို့နှစ်ဖြာဖြစ်ကြောင်းတနည်းဆောင်သော လောင်းတော်ဥက္ကသူမြတ်တို့သာ ပြုနိုင်ရာသည့် ဥစ္စာကိစ္စဖြစ်ခြင်းတကြောင့်ဒါနစကြည်ထိုးစင်လီပါရမီဟုခေါ်တည်းနံပါတ်3ပါရမီအပြာထိုပါရမီတို့သည်အပင်မြအပြာရှိကုန်သည်နည်းဟုမေးသင်၏အဖြေကဒါနံတိလင်းစလက်ကံမံပညာဝီရိယေနပင်စမံကဏိတ္တသမတိဌာနံမေတ္တုပက္ခာတိဒေတတဟူသောဒေသနာတော်အယထိုပါရမီတို့သည်ဒါနပါရမီသီလပါရမီ နေကမ္မပါရမီပညာပါရမီဝိရိယပါရမီကံဒီပါရမီသစ္စာပါရမီအရိဒ္ဓနာပါရမီမေတ္တာပါရမီဥပေက္ခပါရမီဟူ၍အကျဉ်းအပြင်း7ပါးအပြာရှိကုန်၏ဟုဖြေဆိုရ၏ထိုပါရမီ7ပါးတို့၏အတိအတိတရေကိုအရာကောက်ကိုအထက်၅အမှတ်လက္ခဏာတတပိစုပတ္တံပရတ္တအခန်းတို့ရောက်မှပြဆိုပါမည်ဒါနသီလနေကမ္မပညာဝိရိယကံဒီသစ္စာအဋ္ဌိဌာနမေတ္တာဥပေက္ခပါရမီ7ပါးအကျဉ်းအား ဟောကြားဆုံးမြတ်စွာနံပါတ်၄ပါဏမီ၁၀ပါးအစဉ်ထားပုံအစဉ်ထားပုံ၅မျိုးထို့ထို့တရားတို့ကိုပရမဒုတိယတတိယစသည်ဖြင့်အစဉ်ထားခြင်းသည် ဖြစ်ပင်ကျင့်ပုံဟောမြွယ်ပုံ၅ပုံစင်ကမဟူသောအတိုင်းနံပါတ်၄တကယ်စင်စစ်ဖြစ်သည့်အစဉ်တိုင်းထားခြင်းပိုးဒိတ်ကမနံပါတ်၄ပေရမီအစဉ်တိုင်းထားခြင်း ပဟာနကမနံပါတ်၃ ကျင့်ရမည်အစဉ်တိုင်းထားခြင်းပฏิပပဋိကမနံပါတ်၄ဘုံစဉ်အတိုင်းထားခြင်းဘူမိကမနံပါတ်၅မြတ်စွာဘုရားဟောကြားသည့်အစဉ်တည်းဟူသောဒေသနာကမဟူ၍၅မျိုးရှိသည်ထို့တွင်နံပါတ်၁ပထမကလလန်ဟောသည့်ကလလန်ဟောသည့်အဘုဒံသာသောဒေသနာ၌လာရှိသည်ကပတိယကမိဝန်း၌ကင်းသောတတဝါတို့အားရှိဥစွာပရိသန္ဓေကကလလရည်ကြီး9ရက်ဖြစ်သည်ထို့နောက်အမျိုး9ရက်ဖြစ်သည်ထို့နောက် အသားကဲ9ရက်ဖြစ်ပြီးအစရှိနေပြီးတကယ်စင်စစ်ဖြစ်သည့်အတိုင်းအစင်ထားခြင်းမျိုးကိုပုဝတိကမဖြစ်စဉ်ဟူ၍ခေါ်သည်နံပါတ်2တေသနေနဘာဟာတ္တဘာဓမ္မာဘာဝနာယဘာဟာတ္တဘာဓမ္မာအစရှိသောဒေသနာ၌လာရှိသည့်သောတာပတိမဖြစ်ပေရသောတရားအထက်မဲ့သုံးပါးဖြင့်ပေရသောတရားဟူ၍ပေရမည့်အစဉ်တိုင်းပထမဒုတိယအစင်ထားခြင်းမျိုးကိုဘာဟာနကမပေစဉ်ဟူ၍ခေါ်သည်နံပါတ်3 တိလဝိတုဒ္ဓိစိတ်တဝိတုဒ္ဓိဒိဋ္ဌိဝိတုဒ္ဓိအစရှိသောဝိတုဒ္ဓိ9ပါးအစဉ်မှာရှိဥစွာတိလဝိတုဒ္ဓိဖြစ်အောင်ကျင့်ရသည်ထို့နောက်စိတ်တဝိတုဒ္ဓိဖြစ်အောင်ကျင့်ရသည်ဤသို့အစရှိသည့်ဖြင့်ကျင့်ရမည်အစဉ်အတိုင်းပရမဒုတိယစသည်အစဉ်ထားခြင်းမျိုးဖြစ်သောကြောင့်ပฏิပတိကမကျင့်စဉ်ဟု၍ခေါ်သည်နံပါတ်၄ကာမဝဇ္ဇရာဓမ္မရူပဝဇ္ဇရာဓမ္မအစရှိသောဒေသနာတော်တို့၌လာရှိသည့်ကာမဝဇ္ဇရာတရား ရူပဝဆရတရားအရူပဝဆရတရားဟူ၍ပုံစံအတိုင်းဗရမဒုတိယစသည့်အစဉ်သားချင်းမျိုးကိုဒုမိကမပုံစံဟူ၍ခေါ်သည်သာဓုသာဓုသာဓုကျင့်နေသောအခန်းကဏ္ဍများကိုနောက်ရဲမြမှာဆက်လက်ပြီးတော့မြဝေဖျက်ပြပြီးသွားမှာဖြစ်ပါတယ်အားလုံးပဲကျမ်းမှာချမ်းသာစွာသာသနာပြုတော်မူနိုင်ကြပါစေ